မအေးကိုချစ်တာတော့ချစ်လို့ရပါတယ်ဒါပေမဲ့မမျှတာတော့မကောင်းဘောတမတမယောက်ျားကောင်းလူကောင်းတယောက်ဆိုရင်ယောက်ျားကောင်းတယောက်ဆိုရင်ဥပဒေအစ်စ်ထုတ်ထုတ်ထုတ်လိုက်တယ်တဲ့ယောက်ျားလေးတယောက်ကဟိုတရားဝင်ဇနီးတယောက်ထပ်ပို့ပြီးတော့ယူပိုင်ခွင့်ရှိတယ်ဆိုပြီးတော့တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာရဲ့အကြောင်းရင်းကတဲ့အဲ့လေခလေး ကလေးတိုးပွားနှုံးဆိုလားကလေးမွေးစရံဘယ်လိုပြောမလဲကလေးမွေးတာကိုတနစ်တန်တန်နဲ့နဲလာလို့ပေါ့ကွာရီးစားထားနည်းနဲ့ယောက်ျားယူနည်းကိုပြောပြမယ်နော်တစ်ဖက်လူကစောက်ချိုးပြင်းရင်ဆက်ချစ်တစ်ဖက်လူကစောက်ချိုးမပြည့်ဘူးဆိုလို့ရှိရင်ပလစ်လိုက်တော့နော်ကိုကအသင့်အနေထားမှာရှိပါစေရီးစားထားရင်လည်းအချိန်မီွေးပွဲနိုင်တဲ့အနေထား feeling တစ်ခုမှာရှိပါစေယောက်ျားယူရင်လည်းအချိန်မီွေးကွာရှင်းကွာရှင်းပြတ်စမ်းနိုင်တဲ့အသင့်အနေထားမှာရှိပါစေ စိတ်ကိုတစ်ဖက်လူကိုယ့်ရဲ့ပတ္တနာပေါ်ကိုအလုံးအကျုံအယုံကြည်မှုမရှိစေနဲ့နော်အလုံးအကျုံသူ့ပေါ်ကိုမယုံကြည်လိုက်နဲ့သူ့ပေါ်ကိုအလုံးအကျုံမချစ်မိစေနဲ့သူ့ပေါ်ကိုအလုံးအကျုံမပေးဆက်လိုက်နဲ့ဘာလို့လဲဆိုတော့သူ့ဘက်ကအချိုးပြောင်းသွားလို့ရှိရင်နော်သူ့ဘက်ကစောက်ချိုးမပြေလို့ရှိရင်ကိုကနော် special heart broken ဖြစ်သွားလိမ့်မယ်နော် main ကလေးတွေဆိုတော့မိခင်စိတ်ရှိတယ်လေတနာတက်တယ်ကျင်နာတက်တယ်အယုံလွဲတယ်နော်ကျင်နာတက်တဲ့နှလုံးသားရှိတယ်မိခင်လောင်းနေဖြစ်တဲ့အကြောင်းလို့ အဲ့တော့မင်းကလေးတွေအားပူခံစားရတယ်။အဲ့တော့တန်ဟန်တန်ကြီးပဲချစ်ပါ။သူကိုယ့်ပေါ်ကိုကိုယ့်ရဲ့ပတနာကိုယ့်ပေါ်ဘလောက်လေးစားလဲဘလောက်တန်ဖိုးထားလဲဘလောက်လိုက်ကန်စို့တည်တယ်ဘလောက်ကျင်နာပေးတယ်ဘလောက်ယူရလဲသူကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့လောက်ပဲကိုယ်ကပြန်ပေးဆက်ပါ။အလွန်အကျွံသွားပြီးတော့မပေးဆက်လိုက်ပါနဲ့။ခုနကမှတွေ့လာခဲ့လို့မြန်မာနိုင်ငံမှာတဲ့ကျမတို့နိုင်ငံမှာတဲ့ဟိုဥပဒေအစ်စ်ထုတ်ထုတ်ထုတ်လိုက်တယ်တဲ့။ယောက်ျားလေးတစ်ယောက်ကဟိုတရားဝင်ဇနီး တယောက်ထပ်ပို့ပြီးတော့ယူပိုင်ခွင့်ရှိတယ်ဆိုပြီးတော့တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပြဿနာရဲ့အကြောင်းရင်းကတဲ့ဘာလဲခလေးခလေးတိုးပွားနှုံးဆိုလားခလေးမွေးစရင်ဘယ်လိုပြောမလဲခလေးမွေးတာကိုတနည်းတန်းတန်းနဲ့နဲလာလို့ပေါ့ကွယ်အဲ့ဒါကြောင့်မလို့ပြဿနာဖြေရှင်းနေရယောက်ျားတစ်ယောက်ကတဲ့မိန်းမတစ်ယောက်ထက်တင်ရဝင်စနီးမရပါဘူးကွယ်တစ်ယောက်ထက်ယူပိုင်ခွင့်ရှိတယ်ဆိုတော့ဥပဒေထုတ်တာ မင်းကလေးရရောမရဘူးလားဘယ်ကြလေးဗာလဲခင်မွတယောက်ထက် ယူလို့ရလားဥပဒေရတောင်းမယောက်ျားလေးပဲရလားဒါပြန်မေးကြည့်ရယောက်ျားတူရတော့ဘယ်လိုမှမသိကြောက်လို့မင်းကလေးတူရတော့စဉ်းစားရင်းနဲ့ပြဿနာတွေကြုံပြီးတော့မြင်ရအောင်နဲ့ဘလို့လုတ်ပြီးတော့စိတ်ချမ်းသာဝင်ရမှာလဲပြီးရင်ခလေးမယူတဲ့အကြောင်းအရာက ဘလို့ဘာဖြစ်လို့လဲဆိုတော့အခုခေတ်ကုံစင်းနှုံကိုလည်းကြည်အောင်လေကုံစင်းနှုံနဲ့ခလေးတယောက်ကိုမွေးမြူပါမှာနဲ့ထောက်ပံ့ရမှာနဲ့ကိုရီတယောက်ထဲသမားတွေတောင်မှအလုတ်ကန်ဒီလိုအလုတ်ကန်မျိုးဒီလိုစီးပွားရေးစနစ်မျိုးနဲ့ဘယ်လိုရက်တည်ကြမလဲစဉ်းစားပါပြဿနာရဲ့အရင်းမြစ်ကဘာမှမသိတာလည်းမဟုတ်ဖြေရှင်းရမယ့်ဥစ္စာကိုဟို ပေါက်နေတဲ့အပေါက်ကတနေရောက်ဟာနေတဲ့နေရာကတနေရာဖြစ်နေကွာ ီနေ့တော့မင်းကလေးတွေအတွက်ပြောမယ်။သမီးတွေပေါ့အများဆုံးကိုကိုရဲ့သမီးရွယ်လေးတို့ပြောချင်တဲ့အတွက်ကိုယောက်ျားလေးတွေကဲတားလို့တွေထွက်သွားကြပါနော်။အာမင်းကလေးတွေကိုပြောမယ်ဆိုတာဗာပြောချင်တယ်ဆိုတာဟိုပေါ့မင်းကလေးတွေဟိုဟိုရီစားထောင်လင်အောင်တယောက်လေးကိုလွတ်တက်နေတဲ့အချိန်မှာတွဲကြည့်ရမှာပဲတွဲကြည့်ပြတ်သွားလို့ရှိရင်ဟိုအစိမ်းမပြေလို့ပြတ်သွားရင်နောက်တယောက်တွဲကြည့်တွဲမကြည့်ပဲနဲ့ဘလို့မလက်ထက်လို့မရဟုတ်တယ်မလားတွဲကြည့်ရမှာပဲဘေးရမှာဆိုတွဲကြည့်လို့ရှိရင်ကိုကဘာဖြစ်မလဲဆိုတော့ တွေးကြည့်နေတဲ့အချိန်တောက်လျှောက်လေးမှာတယောက်လက်ပစ်ချင်းပြပနှစ်ယောက်လက်ပစ်ပြငါးယောက်လက်ပစ်ချင်းမှာကိုလွတ်လပ်နေတဲ့အချိန်လေးဟုတ်တယ်မလားတယောက်ပြက်လို့တယောက်ဆက်တိုက်တွဲကြည့်နေမှာအဲ့လိုတွဲကြည့်နေတဲ့အချိန်လေးမှာလုံးဝ official ချမပြပါနဲ့မလို့ official ချမပြခိုင်းနေဆိုတာတကယ်လို့ဟိုတချို့ main ကလေးတွေကလေ official ချပြမှာသူတို့ကဟိုပေါ့ယောက်ျားတယောက်ကို ဘာ insecure ပေါ့နော် officer ချပြလိုက်ရမှာသူတို့ကရှင်းနေကြတယ်ကွာဒါတယောက်ကြောင့်အတီဖြစ်သွားပြီ officer ချပြမဟုတ်ဘူးလက်ထပ်ထားပြီးမြင်္ဂလာပွဲ6ပွဲ9ပွဲလုပ်တဲ့ဇနီးမောင်နှံလဲဟိုဖောက်ပြန်ခြင်းဖောက်ပြန်ပြီး क्वे ခြင်း क्वे သွားကြသေးတာပဲเนาะမြင်္ဂလာဆောင်ပြီးရလူကလေးလင်းငါချရောက်ရှိလဲ क्वे ခြင်း क्वे သွားมาပဲအဲ့အတွက် officer ချပြခြင်းမချအပြပြခြင်းဒီဒီယောက်ကြားရဲ့ဟိုသစ္စာရှိမှုမရှိမှုနဲ့မမဆိုင်ဘူးဆို အဲ့ဒါကြောင့်ယောက်ျားတယောက်ကိုတွဲတော့မယ်ဆိုရင် official ကဲလို့အရန်ဝင်ဖြစ်တယ်ဆိုလို့ရှင်တော့ state လေးတော့တင်လိုက်ပေါ့နော် in relationship ပေါ့ဘလောက်ပဲဟုတ်ကဲ့ယောက်ျားလေးတချို့တွေဆိုလို့ရှင်ဟော surprise တွေတိုက်အောင်အနန်းနေချွေတချို့ဆိုခါလဲဒီမှာအနန်းနေနဲ့ဝင်ဖြစ်တချို့ဆိုပခုံးပေါ်တွေဖက်ပြီးအိတ်နေတဲ့ပုံတွေတချို့ဆို beach တွေမှာတယောက်ဂွန်းတယောက်ပိုးပြီးရှောက်ပုံတွေအဲ့ဒီပုံတွေအကုန်လုံးကို social media မှာအကုန်ချပြတာ အာငါပြန်ငါ့ကိုဘလို့ချစ်ကြောင်ပါကြောင်။အဲဒါအေးနေနဲ့ကိုနဲ့ဖြစ်နေတဲ့အချိန်မှာချစ်နေတော့ကတော့ဟုတ်တယ်မချစ်ဘူးဆိုတော့ဒီစိမ့်တက်သွားပြီ။အဲ့မှာအကုန်လုံးကွာချပြ။အော်သူနဲ့လက်ပြက်ကွာအကုန်လုံးအဲ့ဒါလိုဒီလေးလုပ်တယ်။အဲနောက်ဘဲတွေ့တွေ့မယ်။အော်ဒါအဲ့လိုမျိုးပေါ့ဖြစ်ရင်ပြက်။ဒါပေမဲ့ကိုကလာဒီလေးလုပ်လိုက်တာ။ကိုနောက်ကစောင့်ကြည့်နေတဲ့ကိုအရင်စိတ်ဝင်စားတဲ့လူလေးရာအဲ့ဒီပုံလို့သူကစေထားတယ်။နော်။တနေ့တစ်ချိန်မှာဒီပုံလေးကိုဖွာကိုကလည်းတနေ့တစ်ချိန်မှာကိုကဘာဖြစ်လာမှမသိဘူးလေ။ လူဆိုတော့နောက်10နှစ်12နှစ်မို့ဟုတ်အတန်ငယ်မှာဒီလိုပုံနေထွက်လာတာကိစ္စမရှိဘူးလေ။အို့လို့ငါတို့လိုအရွယ်မျိုးတွေအသက်ကြီးတဲ့အချိန်ကြီးတွေမှာကိုယ်သားသမီးတွေအပြိုဖြစ်တဲ့အချိန်ကြမှာကိုယ်သားသမီးတွေကြီးတဲ့အချိန်ကြမှာဒီလိုပုံကြီးတွေကောက်ပြီးထုတ်ချလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်သွားမလဲ။ကဲအဲ့ဒီပုံကြီးတွေတော့ကိုကတော့မရှက်လို့ရတယ်။ ဒါပေမဲ့ကိုသားသမီးမျက်နှာကြည့်မှာကိုတွဲခဲ့တဲ့ကောင်လေးကအဖြူကောင်နဲ့ဖြစ်ချင်းဖြစ်မှာအမဲကောင်နဲ့ဖြစ်ဖြစ်မှာအိမ်မေကောင်နဲ့ဖြစ်ချင်းကလားနဲ့ဖြစ်ချင်းဖြစ်မှာတရုပ်နဲ့ဖြစ်ချင်းဖြစ်မှာဘာသာမုန်းဆုံးကိုကချပြထားတဲ့အခါကျတော့ကဲကိုအသက်ကြီးရလားကိုအရန်ကြီးနေကိုသားသမီးတွေလည်းဟိုလူပြိုပေါ့အပြိုပေါက်တွေဖြစ်တော့မှဒီပုံတွေထွက်လာလို့ရှိရင်ဆယ်လီတယောက်လိုဖြစ်သွားမယ်။ဘာဖြစ်မှာ तू ကတော့ရင်ဆိုင်နေမှာသားသမီးမျက်နှာကြည့်ရမယ်လေခလေးတနာဖို့ကောင်းနေလေ။ မအေးရဲ့ဒီလိုမျိုးအဖြူတွေရောအမဲတွေရောပေါင်ပေါ်တထိုင်တာတွေရောကစ်စင်ဆွဲတာတွေရောဘာအကုန်ထွက်လာဘလို့ရှက်ဖို့ကောင်းတယ်အဲ့အတွက်ကိုကိုနဲ့လက်ထပ်ထားတဲ့ယောက်ျားတရားဝင်ယူထားတဲ့ယောက်ျားနဲ့ပဲ surprise တွေကိုကြွားပြီးတော့တည်ရမလားချပြကြပါနော်ဖေးကိုချစ်တာတော့ချစ်လို့ရပါတယ်ဒါပေမဲ့မမျှတာတော့မကောင်းဘောတမတမယောက်ျားကောင်းလူကောင်းတယောက်ဆိုရင်ယောက်ျားကောင်းတယောက်ဆိုရင်တမတမကြရမယ်မျှတာရမယ် ကို့ရေရှည်ချစ်ပြီးတော့မှကို့ဘဝကို့ကျမ်းမာရေးကို့မိသားစုကိုဖြည့်စေตายာဖို့ဖြည့်စည်းပေးမှာကကို့ရဲ့ဇနီးမယားဖြည့်စည်းပေးမှာလေအဲ့တော့ဇနီးမယားရဲ့တန်ဖိုးကိုလည်းသိရမယ်သူ့နေရာနဲ့သူနေရာထားတတ်ရမယ်တန်ဖိုးသိတတ်မိဘဆိုတာအိမ်ဝန်ခံမှာထားရမှာအလုပ်ကျွေးပြုရမှာတကိုပြန်ပြီးတော့တာဝန်ယူပေးရမှာပေါ့နော်မိဘအဲဇနီးမယားဆိုတာကကို့ဘဝတသက်စာလုံးအတွက်ကို့ပါရမီဖြည့်ပေးမယ်ဇနီးမယား ကိုဘွားရဲ့လက်ရှိကျန်တဲ့အချိန်ကိုမိဘဆိုတာကဒါကသူတို့အသက်ကြီးပိုင်းရောက်သွားပြီဆိုတော့ကံကုန်မဲ့ဟုတ်ပါတော့ကံမိဘတွေကံကုန်သွားရင်ကိုဇနီးမယားကိုဘဝကိုတောက်လျှောက်ပြန်တာဝန်ယူပြီးပါမီဖြည့်ပြီးမှကိုဇနီးမယားနဲ့ကိုသားသမီးကပါမီဖြည့်ပြီးမှဆိုတော့ကိုမိသားစုရဲ့တန်ဖိုးကိုလည်းယောက်ျားကောင်းလေးဆိုရင်တည်တတ်ရမယ် နော်မှန်မှန်ကန်ကန်ဆက်ဆံတတ်ရမယ်နော်ဟိုတစ်ဖက်ဆောင်းနေလို့လို့မရဘူးအရန်အတကြီးလို့မရဘူးအဲ့တော့ညီမလေးကညှိကြည့်ပေါ့နော်အာကျမဒီလိုမကြိုက်ဘူးကိုစပွဲဝိုင်းမှာစမတ်ကြကြနဲ့လူကြီးလူကောင်းဆက်ဆံညှိကြည့်ညှိကြည့်လို့မှမရဘူးဆိုလို့ရှိရင်နော်အမအနေနဲ့ပြောရမယ်ဆိုရင်တော့ဒါကညီမပေခံနိုင်ရင်တော့ပေခံပေါ့နော်တိခံပြီးပေါင်းမယ်ဆိုရင်ပေါင်းပေါ့အမသဘောရပြောရမယ်ဆိုလို့ရှိရင်တော့မตายရတဲ့အိမ်တော်ကြီးကိုမတီးဆောင်နဲ့ကိုကိုကိုကျွန်ဆက်မသွင်းနဲ့ကိုကိုကို နွားကြမခံနဲ့ကိုယ့်ကိုကျွန်ဆက်မသွင်းနဲ့နော်အဲကိုကိုတန်ဖိုးထားပါကိုကိုချစ်ပါလုံတင်လုံလိုက်တာကိုဘဝမှာစီးနဲ့ကန်းနဲ့စနစ်တကျတတိရှိတဲ့နေရာမှာတတိရှိပါရဲရင်တဲ့နေရာမှာရဲရင်ပါပြက်သားတဲ့နေရာမှာပြက်သားပါနော် အသားတင်အောင်မပြတ်သားရင်ဘဝမှာအကျင့်ကျင့်သိဆုံးတဲ့အကျင့်ကျင့်စိတ်ဒဏ်ရာတွေရတယ်နော်။ကိုကစိတ်ဆင်းရဲနေရင်မိခင်ကစိတ်ဆင်းရဲနေဆိုကလေးတွေကပါနင်းထိုင်နေစိတ်ဆင်းရဲမအေးဟုကြည့်ပြီးစိတ်ဆင်းရဲပြီးစိတ်ဒဏ်ရာတွေရပြီးတော့သူတို့ဘဝတလျှောက်လုံးမှာဒါတွေက effect ဖြစ်သွားနိုင်တယ်နော်။အဲ့ဒါလေးကိုသတိထား။တချို့ကနေကလေးတွေမျက်နှာထောက်ပြီးတော့အဲဒီအိမ်တော်ကြီးကိုနွားကြခံပြီးပေးပောင်းနေရအဲ့ဒါတွေကအဲ့ဒါတွေကအလကားအဲ့ဒါခေါင်းကြောင်မတွေပြောတာနော်